မင်္ဂလာပါ Superior Spotlight ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Marvel နဲ့ DC Comic တွေကပြည်မြန်တဲ့ Speedster ခုနှစ်ကောင်အကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Marvel နာမည်ကြီး Speedster ဖြစ်တဲ့ Quicksilver ကိုကြည့်ရအောင် Pietro Maximoff ကအတန်ထက်မြန်အောင်ပြီးနိုင်တဲ့ Mutant ကောင်ဖြစ်ပါတယ် Comic ထဲမှာဆိုရင်သူကအတန်ထက်၅ဆလောက်မြန်အောင်ပြီးနိုင်တယ်လို့သတ်မှတ်ထားကြပါတယ်ဒါကတော်တော်မြန်တယ်လို့တော့ပြောနိုင်ပေမဲ့အလင်းရဲ့အမြန်နှုန်းနဲ့နှိုင်းယှဉ်ရင်တော့အများကြီးနောက်ကျနေပါသေးတယ် MCU ထဲမှာဆိုရင် Hawkeye ရောကာကွယ်ရင် short သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Fox က Quicksilver ကမှလူရဝင်တယ်ပြောရပါမယ်။ဒုတိယကတော့ Marvel Cosmic Power Level ရှိရဲ့ Silver Surfer ဖြစ်ပါတယ်။သူ့ရဲ့အမြန်နှုန်းက Quicksilver ထက်တော့အစပေါင်းမရေတွက်နိုင်အောင်သားပါတယ်။ Gladys ကပေးထားတဲ့ Cosmic Swan တွေကြောင့်သူကအလင်းရဲ့အမြန်နှုန်းထက်ကျော်လွန်ပြီးအာဂါသာထဲမှာပါအေးအေးဆေးဆေးသွားလာနိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့အမြန်နှုန်းကသူ့ရဲ့ Surfboard ကိုအသုံးပြုတဲ့အပေါ်မူတည်ပြီးတည်ရမှုရှိပါတယ်။ ဗုဒ္ဓားမရှိပဲမြန်ဆန်နေတဲ့ဇာတ်ကောင်မျိုးတော့မဟုတ်ပါဘူး။သုံးယောက်မြောက်ကတော့ DC Comics ရဲ့ Superman Prime 1 Million ဖြစ်ပါတယ်။ Superman Prime 1 Million ကရိုး Superman တော့မဟုတ်ပါဘူး။အနာဂတ်နှစ်သန်းချီပြီးနောက်မှာနေရဲ့စွမ်းရည်တွေအများကြီးဆော့ယူထားတဲ့ Superman ဖြစ်ပါတယ်။သူ့ရဲ့အမြန်တုံးကပုံမှန် Superman ထက်အများကြီးတာပါတယ်။ Flash တွေကိုရှောင်တိန်နိုင်တယ်၊ Joe တွေကိုရှစ်ပြောင်းနိုင်တယ်။တော်တော်အားကြီးမြန်တယ်ပေါ့။အလင်းအမြန်တုံးထက်အစပေါင်းများစွာပိုမြန်တယ်လို့ယူဆနိုင်ပါတယ်။ သူက DC Universe မှာ Speed Force မရှိပဲပြီးနိုင်တဲ့တော်တော်များတဲ့ဇာတ်ကောင်တွေတည်းကတစ်ကောင်ဖြစ်ပါတယ်။လေးယောက်မြောက်ကတော့ Marvel ရဲ့ The Runner ဖြစ်ပါတယ်။သူက Elders of the Universe အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးသူ့ရဲ့အမြန်နှုန်းကဆက်ကြောက်ရာရဲ့တစ်ဖက်ဆုံးကနေနောက်တစ်ဖက်ဆုံးကိုချစ်ချင်းနှီးပါသွားလာနိုင်တဲ့အဆင့်ထိရောက်ပါတယ်။ Elders of the Universe အဖွဲ့ဆိုတာ Marvel Universe ရဲ့အစောဆုံးတက်ရှိမျိုးနွယ်စုတွေထဲကနောက်ဆုံးကျန်ရင်သူတွေဖြစ်ကြပါတယ်။သူတို့ကနှစ်ပေါင်းဘီလီယံနဲ့ချီပြီးရှင်သန်နေထိုင်နေတဲ့ အသေးမျိုးတွေလည်းဖြစ်ပါတယ်။ Universe နဲ့ပတ်သက်တဲ့စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့အတွက်သူဟာ Superman Prime ထက်ပိုမြန်ပါတယ်။တချို့ Comic ဇာတ်လမ်းတွေမှာလည်းသူကတခြား Speedster တွေကိုအနိုင်ယူဘူးပါတယ်။နောက်ဆုံးသုံးအောင်ကတော့ DC Comic ထဲကလူကြိုက်အရင်များတဲ့ Flash သုံးကောင်ဝင်ဖြစ်ပါတယ်။ပထမဆုံးတစ်ယောက်ကတော့ Reverse Flash Eobat သုံးဖြစ်ပါတယ်။သူကအနာဂတ်ကနေလာတာပါ။ Speed Force ကို Flash C ကနေအတူယူပြီးသုံးဆွဲနိုင်ခဲ့ပါတယ်။အချိန်ခီးသွားလာနိုင်တယ်။ flash လောက်မမြန်ပေမဲ့သူနဲ့အတူပြန်ပြေးနိုင်တဲ့အထိမြန်ပြီး flash ရဲ့အမေကိုအတိတ်ကိုအချိန်ခီးသွားပြီးပြန်တက်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ flash ရဲ့ number 1ပရိသတ်ဖြစ်နေရာကနေ number 1 hater ဖြစ်သွားသူလို့လည်းပြောလို့ရနိုင်ပါတယ်။ဒုတိယကတော့ the flash ခေါ် berry allen ဖြစ်ပါတယ်။ berry က speed force ကိုရှာဖွေတွေ့ရှိသူပါ။ berry ကတော့အားလုံးသိတဲ့အတိုင်းအချိန်ခီးသွားနိုင်တယ်။ပြီးတော့ dimensional barrier တွေကိုဖျက်ချနိုင်တဲ့အဆင့်ထိပြေးနိုင်ပါတယ်။ Barry Allen Flash Type မြန်တာကတော့ Wally West ပါ။ ဝေါ်လီက flash တွေအားလုံးထဲမှာ speed force နဲ့အရင်နှီးဆုံးဆက်သွယ်မှုရှိသူလို့သတ်မှတ်ခံရတဲ့သူတွေဖြစ်ပါတယ်။ flash အမာခံပရိသတ်တွေကြားမှာ wally west ကို the fastest man alive အဖြစ်အသိမှတ်ပြုထားကြပါတယ်။ဒါကြောင့် wally west ပြီးရင် flash လိုအဝါရောင်လျှက်စီးကြောင်းမပေါ်ပဲ speed force နဲ့ချိတ်ဆက်မှုအများဆုံးဖြစ်တဲ့အပြာရောင်လျှက်စီးကြောင်းတွေပေါ်နေတာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြတာပါဗျာ။